ဇေယောင်ကောင်းဖို့အတွက်တရုတ်လူကြီးသူမတွေဆုံးမလေးရှိတဲ့စီးပွားရေးလမ်းညွန်၁၈ချက်နံပါတ်၁ဆိုင်းနေရာကောင်းခြင်းဟာဆိုင်ကြည့်တာငေတာထက်ပိုအရေးကြီးတယ်နံပါတ်၂ရောင်းကုန်ရဲ့အရည်အသွေးဟာဆိုင်နေရာထက်ပိုအရေးကြီးနေတဲ့ပြန်တယ်နံပါတ်၃စကားချိုချိုသားသားဇေယောင်တက်ခြင်းဟာအရေးကြီးပါတယ်ဖောက်တဲ့ကို ပိုမြဲစေပါတယ်နံပါတ်၄အရင်အနှိမ်နေတာကိုစိုးရင်ချင်းတဲ့ ယုံကြည်မှုနေတာကိုပိုဆိုးရင်တင်ပါတယ်။နံပါတ်5ဆိုင်ကိုလှလှပပခင်းကျင်းတက်ခြင်းဟာအရေးကြီးပေမဲ့နေနေရှုပ်ပွားနေတဲ့ဆိုင်ငယ်ကလေးကပိုရောင်းကောင်းနေတတ်ပါတယ်။ဈေးရှိုရီဆိုတာကိုဝေယူသူများကထင်မြင်သွားစေလို့ပါ။နံပါတ်6ဝေသူကိုတောက်လျှောက်လိုက်ကဲ့နေတာမျိုးမဝေမရှင်းတိုက်တွန်းနေတာမျိုးခြောက်ကြည့်ပါ။နံပါတ်9ပိတ်ဆံတစ်ချက်သုံးနိုင်တဲ့သူကိုလေး ိဆန်တရားသုံးနိုင်တဲ့သူလိုပဲမျက်မျက်တက်တက်ဆက်ဆံပါနံပါတ်၈ငွေလေးပတ်မှုမြန်ဆန်ပါစေနံပါတ်၉ဝေသူရဲ့ရှစ်မှာဆိုင်ဝန်ထမ်းတွေကိုဆေးဆိုအပြစ်တင်ခြင်းဟာဝေသူကိုမောင်းထုတ်တာပါပဲနံပါတ်၁နေနေများများလက်ကားဖောက်တွေကိုအမျိုးလိုသဘောထားပါတက်နိုင်သမျှသူတို့ရဲ့တောင်းဆိုချက်ကိုဖြစ်စည်းပေးပါနံပါတ်၁ရောင်းကုန်ပစ္စည်းပြတ်သွားတယ်ဆိုတာ ဖောက်တွေကိုလေးလျူရှူတာစော်ကားတာနဲ့အတူတူပါပဲနံပါတ်7နဲ့ဈေးနှုန်းတစ်ခုတည်းဖြစ်ပါသေးတစ်ခုခုကြောင့်ဈေးချိုယောင်းခြင်းဟာစိတ်ချုပ်ထွေးမှုကိုဖြစ်စေတတ်ပါတယ်ဂတိကိုထိခိုက်စေနိုင်ပါတယ်နံပါတ်73ဘသူကိုမှအတင်းရောင်းချခြင်းမပြုပါနဲ့ဝေသူကြိတ်တဲ့ပစ္စည်းဟာဝေသူအကျိုးရှိစေတဲ့ပစ္စည်းလေးဖြစ်ပါသေးနံပါတ်74စက္ကူတရွက်ပဲဖြစ်ဖြစ်လက်ဆောင်ကိုလူတိုင်းနှစ်သက်တတ်ကြပါတယ် နံပါတ်15ခလေးများဟာဂျေဇုရှင်မှာဝေသူများက ခလေးကိုခွန်ဆောင်လာတာပဲဖြစ်ဖြစ်ခလေးဈေးလာဝေတာပဲဖြစ်ဖြစ်အထုကယူစိတ်ပေးပါ ခလေးကိုလွှတ်တာတောင်ဖြစ်ကြံဆံမလုပ်ဘူးဆိုတာသိပါစေနံပါတ်6လျှောက်အစ်စ်ထွင်မှာဝေသူကိုဆွေးဆောင်နိုင်အောင် အမြဲကြိုးစားပါနံပါတ်7ခွန်အယောင်းအဝေးကြီးကြီးတည်တည်အစွန်းကုန်ကြိုးစားပါဆိုင်တစ်ခုလုံးရှင်းတန်းနေပါစေ ဝေသူများလာအောင်ဆွေးဆောင်နိုင်ကြပါလိမ့်မယ်။အဆုံးထိနဆင်ပေလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။မိတ်ဆွေတို့ရဲ့အမြင်ကိုလည်းကိုမမမတ်ချက်ပေးနိုင်ပါတယ်ဗျ။